အားလုံးမြင်လာပါကျွန်တော်ဇင်ရောပါမိုဘိုင်းဖုန်း software service technician တယောက်ဖြစ်ပါတယ်။အာအခုကျွန်တော်လက်ထက်မှာရှိနေတဲ့အလုံးလေးကတော့ Redmi 9A အလုံးလေးပဲဖြစ်ပါတယ်။ဒီကောင်လေးကကျွန်တော်ပါလောက်ပါလဲဆိုတော့ဒီကောင်ကလောလောဆယ်ပါကျွန်တော် China ရောင်းကြီးရဖြစ်နေတယ်ပေါ့နော်။ကျွန်တော် Google Play Store ကမှတော့မရဘူး။ဒီကောင်ကိုကျွန်တော်ခလုတ်ပဲချိန်ပြအောင်မှာပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင်။ Redmi 9A ကိုကျွန်တော်တို့ global chain ကိုအတွက်ဆိုရင်တော့ကျွန်တော်တူးစံအနေနဲ့ဆိုလို့ရှိရင် allo 2ကိုပဲသုံးရမှာဖြစ်ပါတယ်။အာ driver အနေနဲ့ဆိုလို့ရှိရင်တော့ Redmi 9A က MediaTek CPU နဲ့လာတာဖြစ်တဲ့အတွက်အ MediaTek driver တွင်ထားပေးရင်ရပါပြီ။ MediaTek driver အတွင်းနဲ့ဒီကိုကျွန်တော်အရင် Redmi 9C Sapphire Lock ဖြုတ်တဲ့ဗီဒီယိုမှာကျွန်တော်ပြောပြခဲ့ပါတယ်။မကြည့်ရသေးရင်ကျွန်တော်တို့အဲ့ဗီဒီယိုကိုတစ်ချက်တော့ပြန်ကြည့်လိုက်ပါ။အဲ့ဒီဗီဒီယိုရဲ့ link ကိုလည်းကျွန်တော်ဒီအာဒီဗီဒီယိုရဲ့ description ထဲမှာထည့်ထားပေးပါမယ်။ โอเคအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ unlock 2ကိုဖွင့်လိုက်မယ် unlock 2 account ကတော့ကျွန်တော်တို့ဒီဝယ်ရတဲ့ account ပေါ့เนาะဝယ်ထားတာမရှိဘူးဆိုလို့ရှိရင်လည်းကားပြီးတုံးလို့ရပါတယ် unlock 2 account တွေပါတယ်ငားခြင်းလည်းကျွန်တော်ရှိမှာငားလို့ရပါတယ်โอเคဆိုတော့ကျွန်တော်တို့အာသူစနေနဲ့ဆိုရင်တော့ unlock 2ကိုတုံးပါမယ်အဲ့ပြီးတော့ကျွန်တော်တို့ဒီကောင်က global chain မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ global firmware ရှိရပါမယ်ကျွန်တော်တို့ global firmware ကိုရှိရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ global firmware ကိုဘယ်ရသွားတောင်းမလဲဆိုတော့ global firmware ကိုကျွန်တော်တို့ mifan.net ကနေသွားပြီးတော့ download ပါမယ်။ဒီ global firmware download နဲ့ပတ်သက်ပြီးတော့ကျွန်တော်အခုပြပေးပါမယ်။အာ firmware download ဆက်ဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ဒီအဆင်ပြေတဲ့ browser တစ်ခုခုကနေသွားလိုက်ပါတော့။ကျွန်တော်ကတော့ chrome ကနေပဲသွားလိုက်မယ်။ chrome ကိုပဲ။ chrome ကိုပဲမယ်။ဒီဘာလို့ရှင်ဒီအပေါ်က address bar မှာပေါ့နော်ကျွန်တော်တို့ mifan.net ဆိုပြီးရေးရှာလိုက်မယ် မီပန် .net ပေါ့နော်မီပန် .net ဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်ရိုက်ရှာလိုက်လို့ရှိရင်ဒီမီပန် website တွေရောက်ပါမယ်ပေါ့ဒီမီပန် website မှာကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Xiaomi Redmi ပေါ့နော်ဒီမီဖုန်းတွေအကုန်လုံးရဲ့ကျွန်တော်တို့ firmware တွေကိုဒီမှာတစုတစီရဲ့ကျွန်တော်တို့ download ဆွဲလို့ရပါတယ် okay ဒီအောက်က search bar မှာကျွန်တော်အအခု Redmi 9A ဆို Redmi 9A လို့ရေးလိုက်မယ်နော် IDMI Redmi ဆို Redmi 9A ဆိုပြီးကျွန်တော်ရိုက်လိုက်အဲ့ဒါမှာအာ Redmi 9A ဒီပုံစံနဲ့ဒီ Redmi 9A ရဲ့အတွက် firmware download ဆွဲဖို့ကြာလာပါမယ်ကျွန်တော်တို့ဒီမှာတစ်ချက်ဝင်လိုက်ပါမယ် Okay ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်ဒီမှာ Redmi 9A အတွက်ပေါ့နော်ဒီမှာ firmware တွေသူ region အလိုက်အများကြီးရှိပါတယ်အာ China region ရှိမယ်ပြီးရင် global ရှိမယ်ပြီးရင် Russian ရှိမယ် Indonesia ရှိမယ် အာပြီးွားလို့ရှင်ကျွန်တော် EEA လို့ပါလို့ရှိမယ်ပေါ့နော် Indian လို့အာတခြား Turkey လို့ဒီမှာ Ron တွေကတော့အများကြီးရှိပါတယ်အာ China Ron ကတော့ဒါကျွန်တော်တို့ဒါ China Fanway ပေါ့နော်ဒီ Google Play Store နဲ့ဒီ Google Service တွေအာမပါတဲ့အာ Fanway ပေါ့ဒါကတော့ China မှာပဲအဓိကတုံးပါတယ်ကျွန်တော်တို့ကလက်ရှိပုံကဒီ China Fanway နဲ့ဖြစ်နေတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က Global Fanway ပြန်ပြောင်းရေးပါပါဆိုတော့ဒီ global ဒီ global ဆိုတဲ့ session တွေရပါတော့เนาะဒီ global တွေကကျွန်တော်တို့ fanware ကိုပြန်ပြီးတော့ပြောင်းပြီးလို့ရှင်းမှာပါဆိုတော့ အာဒီဘေးကပေါ့နော်ဒီရုရှားတို့အင်ဒိုနီးရှားတို့ EAA တို့ပေါ့နော်ဒီအိန္ဒိယတို့တူရကီတို့ဟာပါနေတယ်ဆိုလို့ရှင်ဒါဒီလည်းအကုန် global fan way တွေကြီးပါပဲဒီ China တကူကလွယ်ရင်ပေါ့နော်ဂျန်တဲ့ဟာတွေအကုန်လုံးက global fan way တွေကြီးပဲဂျန်တဲ့ဟာတွေအကုန်လုံးကကျွန်တော် Google Play တို့ Google Service ပါ냐အကုန်သုံးလို့ရပါတယ်ဒီ global ကတော့ဒါ official global ပေါ့နော်သူကတော့အာ viewer global ပုံစံမျိုးလည်းဖြစ်တယ်အာဒီကောင်တော့ဂျန်တဲ့ဟာတွေကြတော့ဒီ တို့ရက်နိုင်ငံပုံစံနဲ့ပေါ့နော်ဒီ MI ဘိုင်းကို Google Play Service ပုံစံတုံးလို့ရအောင်ပေါ့နော်ပြင်ထားတဲ့ room တွေပါပဲအဲဒီထဲမှာကျွန်တော်တို့နည်းနည်းပေါ့ပါခြင်းလေဆိုလို့ရှိရင်တော့ဒီတခြား room တွေကိုတုံးပေါ့နော်ဒီ official global ကတော့ကျွန်တော်တုံးတာနည်းနည်းလေးလေးတဲ့လို့ခံစားရတယ်အာတခြားသူတွေတော့မသိဘူးပေါ့နော် okay အဲ့တော့ကျွန်တော်ကတော့ဒီ room 9ကိုချိန်လို့ရှိရင်ကျွန်တော်တို့ Indonesia ကိုပဲချိန်တယ်ဒီ Indo room ကိုပဲချိန်တယ်ပေါ့နော် Indo ကိုကြွေးလိုက်မယ်ကြွေးပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါ်ဆုံးကပေါ့နော် firmware ကိုတောင်းရ global chain လို့ရှင်ကျွန်တော်တို့အမြင့်ဆုံး firmware ကိုပဲတောင်းပြီးတော့ချိန်တာအကောင်းဆုံးပဲအဲ့တော့ကျွန်တော်ဒီအမြင့်ဆုံးအပေါ်ဆုံးက firmware ကိုပဲကျွန်တော်တောင်းလိုက်တယ်ပေါ့နော်တောင်းပြီးပါပြီဆိုလို့ရှင်ဒီမှာနှိပ်လိုက်မယ်ဆိုလို့ရှင်အာသူဒီမှာ download ဆွဲရမယ်နေရာကြီးပေါ်လာတယ်ပေါ့နော်ဒီမှာသူ download ဆွဲရမယ့် server ကြီးအများကြီးရှိတယ်။ကြိုက်တဲ့ရှိရနေဒီမှာကြိုက်တဲ့ဟာကိုကျွန်တော်တို့နှိပ်ပြီးတော့ download ဆွဲလိုက်လို့ရတယ်။နော်။ဒါကျွန်တော်တို့ download ဆွဲပြီးသားရှိနေလို့ download ဆွဲမပြတော့ဘူး။ download ဆွဲပြီးသားရှိလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးပေါ့နော်။ အာဖန်ဝဲကျွန်တော်တို့ Redmi 9A ပေါ့နော် Daily Line ရောအဲ ID Global Image ပေါ့နော်အဲ့လိုနာမည်နဲ့ကျွန်တော်ဖန်ဝဲရလာမယ်အဲ့ဒီဖန်ဝဲကသူက zip file အနေနဲ့လာလိမ့်မယ်ပေါ့နော် zip file ကိုဖြည့်ချလိုက်ပေါ့နော်ဖြည့်ချလိုက်ရင်ကျွန်တော်အခုဒီမှာပြထားသလိုမျိုးအာဖန်ဝဲ file folder ထွက်လာမယ်ပေါ့နော် okay ဆိုတော့ဒီ folder တွေကိုဝင်ကြည့်လိုက်လို့ရှိရင်ဒီမှာ image ဆိုတာတွေ့ရမယ်ဒီမှာ image တွေကိုဝင်လိုက်လို့ရှိရင်ဒီမှာ ရမီနိုင်ရဲ့ဒီအင်ဒိုနီးရှား Global Fan Way ပြရအောင်။ Okay ဒီ Fan Way ကိုကျွန်တော်တို့ကရမီနိုင်ဖုန်းမှာတွားရေးမှာပေါ့။ Okay ။ဆိုတော့ဟုတ်ပြီ။အာကျွန်တော်တို့ဆက်စောကအဲ့တော့ဒုကိုဖွင့်တာပေါ့ပြီနော်။အလောက်တူကိုဖွင့်လာပြီးွားပြီဆိုတော့ကျွန်တော်တို့အလောက်တူမှာဘယ်တက်ကိုသွားမှလဲဆိုလို့ရှိရင် media တက်တက်ကိုပဲသွားမယ် ်မီဒီယာတက်တက်ကိုပဲသွားပြီးတော့ကျွန်တော်တို့ကဒီမှာအာရွေးမလဲဆိုတော့ကျွန်တော်တို့ဒီမှာ custom breed loader ရော EMI ဆိုတဲ့နေရာမှာအမှန်ချင်းပဲပြီးရောလို့ရှိရင်သူ့ဖေးရနေဒီ lean လာတဲ့ drop down ပေါက်လေးပါပေါ့နော်သွားပြီးတော့ Redmi 9A ကိုသွားရွေးမယ် Okay ဒီမှာ Redmi 9A အဲတယ်လီလိုင်း0236 CN ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ချက်ရွေးပေးလိုက်မယ်ရွေးပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ boot device ခေါ်လိုက် အာ bull byte ခေါ်လို့ရှိရင်ဒီမှာအာ waiting for device ပေါ့နော် device အတွက်စောင့်နေပါမယ်လို့ပြလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကိုချိန်ပေးလိုက်မယ်ပေါ့။ဒီ waiting for device ပြပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကိုဘယ်လိုချိန်ပေးမလဲဆိုတော့အရင်ကဖုန်းကိုကျွန်တော်တို့ပါပိတ်လိုက်မယ်ပေါ့နော်။အော်ပြည်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအတန်အလို့ချဲပေါ့နော်အတန်လို့ရခလို့ချဲရခလို့အတန်လို့ချဲနေပြီးတော့ကျွတ်ထုတ်လိုက်ရအောင်။ Okay ။အတန်လို့ချဲနေရင်ကျွတ်ထုတ်လိုက် ဘယ်ဒါဆိုလို့ရှိရင်ဒီပေါ်တည်ပါမယ် Okay ကျွန်တော်တို့ပေါ်တည်ပါပြီဆိုလို့ရှိရင်အခုလိုမျိုးပေါ့နော်ဒီ good device တက်လာလိမ့်မယ်အ good device တက်လာတဲ့နေရာမှာကျွန်တော်တို့ကဒီမှာမလုပ်ရမလဲဆိုတော့ကျွန်တော်တို့ permanent အ allow pl ပေါ့ permanent allow pl ဆိုတာဒီကောင်ကိုကျွန်တော်တို့ချက်လိုက်ရမယ်အဲ့ဒါဘာလောက်တာလဲဆိုတော့ကျွန်တော်ကဖုန်းရဲ့ဘိုးလောက်တာစနစ်ကို unlock လောက်တာပေါ့ အာပုံမှန်ကျွန်တော်တို့ log ဖြုတ်တာတွေ effort ပြီးဖြုတ်တာတွေမှာဆိုလို့ရှိရင်ဒီကောင်ကလုံးစီရမလိုဘူးအာကျွန်တော်တို့အခုက global chain မှာဆိုတော့ global firmware ဆိုတာသူ original ပါလာတဲ့ပုံတော့ china firmware မဟုတ်တော့ဘူးတနည်းအားဖြင့်ပြောရရင်သူနဲ့ဖုန်းနဲ့ပုံတော့ဝယ်ရဲ့အတွဲရဲ့ပါလာတဲ့ official firmware မဟုတ်တော့ဘူးသူနဲ့တွေ့ရပါလာတယ်သူရဲ့ official firmware မဟုတ်ပဲနဲ့အာတခြား firmware တခုခုပေါ့ဗောနော်ကျွန်တော်တို့ကပြောင်းပြီးရေးมาဖြစ်တဲ့အတွက်ဖုန်းရဲ့ boot loader စနစ်ကို unlock လုပ်ပြရတယ်။ boot loader စနစ်အန်လော့ဖြစ်နေမှလာဒီဖုန်းက ကျွန်တော်တို့အာတခြားပေါ့နော်ဖန်ဝဲတွေကိုလက်ခံပေးတယ်ဒီဘလို့လဲအလောမဖြစ်နေရင်ကျွန်တော်တို့အခုထပ်တင်မဲ့ global ဖန်ဝဲကိုပုံမှာလက်ခံမှာမဟုတ်ဘူးပေါ့နော် okay ဒါဆိုကျွန်တော်တို့အာပါမယ်နဲ့ BN အလောပေါ့နော်တကယ်တော့အဲ့ဒါကပို့လောက်တာအလောလောက်တာပို့လောက်တာအလောတစ်ချက်လောက်လိုက်မယ်โอเคกูဆိုလို့ရှင်ကျွန်တော်တို့ဘလောက်တာအလောပြီးွားလောက်တာပြီးွားပြီပေါ့ဘလောက်တာအလောလောက်ပြီးွားပြီဆိုလို့ရှင်ကျွန်တော်တို့ အာ global fan web ကိုရေးမယ်ပေါ့နော် global fan web ကိုရေးဖို့အတွက် fan web ကိုဘယ်ရသွားရွေးရမလဲဆိုတော့အာကျွန်တော်တို့ဒီမှာ scatter ကို dump file ဆိုတာရှိရနော်ဒီ scatter ကို dump file ပေးရဒီ box လေးကနေပဲကျွန်တော်တို့စစောက download ဆွဲပြီးတော့ zip ဖြည့်ချလာတဲ့ fan web ကိုသွားရွေးမယ်အာကျွန်တော်တို့ဆက်စွဲရမှာ download ဆွဲပြီး zip ဖြည့်ချလာတဲ့ firmware ကဒီမှာပေါ့နော်ကျွန်တော်အဲ့ထဲကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော် image တွေကိုထပ်ဝင်မယ်ဝင်ပြီးတော့ကျွန်တော်ဒီမှာတော့အဲ့ image တွေကဒီ MD 686က Android scatter.dhg လဲပိုင်းကိုရွှေ့ပေးလိုက်။ရွှေ့ပေးလိုက်လို့ရှင်ဒါကျွန်တော်တို့ firmware ရွှေ့ပြီးသားဖြစ်သွားပြီ။ကျွန်တော်တို့ firmware ရဲ့ version တွေပါလို့လည်းဒီမှာလာပြနေပြီเนาะ။ Okay ဒီအချိန်ဒီမှာဆိုလို့ရှင်ကျွန်တော်တို့အာ flash လောက်လိုက်လို့ရပြီเนาะ။ဒီမှာ flash နှိပ်လိုက်မယ်။ဒါဆိုလို့ရှင် firmware စပြီးတော့ရွှေ့ပါလိုက်။အာဒီမှာ continue ပဲပြီးလိုက်ပါတော့။ โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ firmware ရေးတာပြီးပါပြီပေါ့နော် firmware ရေးတာပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကိုပြန်ဖွင့်လိုက်တော့မယ်အာဖုန်းကိုပြန်ဖွင့်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ reboot လုပ်လိုက်မယ်ပေါ့နော် reboot လုပ်လိုက်လို့ရှိရင် ဖုန်းကအာ reboot ကျပြီးတော့ပြန်ပွင့်လာလိုက်မယ် Okay အခုဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဖုန်းပြန်တက်လာပြီပေါ့နော်ပြန်တက်လာတဲ့အနေအထားမှာကျွန်တော်တို့စပြီးတော့ဒီကောင်ကို set up လုပ်ကြည့်မယ်ပေါ့နော် set up လုပ်လို့ရှိရင်ကျွန်တော်တို့အာဒီနေရာမှာတည်းကအရင်တိတာတယ်အာကျွန်တော်တို့ China မှာဆိုလို့ရှိရင်ဟိုဘာသာစကားရွေးချယ်စရာပေါ့နော်လင်္ကာမျိုးလောက်ပဲရှိတယ်အခု global room မှာတော့ဘာသာစကားရွေးချယ်စရာအများကြီးရှိတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော် English United States ပဲသွားလိုက်မယ်ပေါ့နော်ဒါတွေကတော့ Thailand မျိုးပဲပေါ့ ပုံမှန်အတိုင်းမဲ့ဒါကတော့ကျွန်တော်တို့ next name ပဲနှိပ်ပြီးတော့ဆက်သွားလိုက်မယ်။ Okay wifi နေပါ යි ချိတ်မနေတော့ဘူးเนาะ wifi ချိတ်လို့ရှိရင်သူကဒီ update တွေ download ဆွဲနေရဆိုတော့အဲ့လို setup လုပ်ရတာလည်းနည်းကြာတယ်ပေါ့เนาะ ိတ်တာဆိုလို့ရှိရင်တော့ကျွန်တော်ဒါ set up လုပ်လို့ပြီးသွားပြီပေါ့နော်ဒါဖုန်းပြန်တက်လာပြီတက်လာပြီဆိုရင်တော့ကျွန်တော်ဒီမှာ play store ပါညာတောင်းလို့ရပြီပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တခြား Google Play service တွေဖြစ်တဲ့ဒီ Gmail တို့အာ YouTube တို့ပေါ့နော်ပြီးသွားလို့ရှိရင်ဒီ Google Drive တို့ Google Map တို့စတဲ့ Google service တွေအကုန်လုံးတောင်းလို့ရပြီ Okay အခုဒီဗီဒီယိုလေးကတော့ကျွန်တော် Redmi 9A ဖုန်းကို Global ချိန်းတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လည်းအခုလိုမျိုးဖုန်းစားပိတ်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကျွန်တော် channel လေးကနေတင်ပေးသမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်။ကြည့်ရှုပေးခဲ့တဲ့သူအားလုံးကိုကျေးဇူးတင်ရှိပါတယ်။